ပြန့်သွားတာကတော့ဘာရမဟုတ်ဘူးမှန်တမ်းပြောရင်ဒီအဲကျွန်တော်တို့အနုပညာအလုံးလုံးတဲ့အခါမှာဖြစ်ဘယ်သူမှဘယ်သူမဆိုပါအာအလုံးလုံးတဲ့အချိန်မှာစိတ်မွန်းချက်မှုတွေရှိတယ်ထွက်ပေါက်တွေရှားရတယ်အဲကျွန်တော်တို့ဆိုလည်းအမှန်တိုင်းပြောရရင်အနုပညာအလုံးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်စိတ်ပင်ပန်းနေတောင်ကင်မရာရှေ့မှာပြုံးရတယ်ပရိသတ်တွေရှေ့မှာပြုံးရတယ်အဲအဲ့တော့ပို့ပြီးတော့ထွက်ပေါက်လို့ရတယ်ပေါ့နော်အာအဲ့အချိန်မှာ တကယ်ကိုစစ်မှန်ပြီးငြင်းချမ်းတဲ့ဟာ ီ social media လည်းမသုံးမနဲ့တကယ်စိတ်ငြိမ်းချမ်းမှုရဖို့အတွက်ကတော့ကျွန်တော်တရားစခန်းပဲပြေးမြင်တော့ဗောနော်မက်ဒီကရှင်ကလည်းဇပင်ကကတော့မသုံးချင်တော့အဲ့ဟာနဲ့တရားစခန်းလေးပြီးတော့၃ရက်ဆိုပေါ့ပေါ့ပါပါပဲဆိုပြီးတော့ဝင်ဖြစ်တာပါ တော့ခုလာဒီ cosmetics ကပေါ့နော်ဖိတ်ကြားချက်နဲ့တက်ဖြစ်တာပါအခုဆိုလည်းသူတို့ new product လေးခုပေါ့နော် အာဒါဟိုနီးပညာအစ်စ်တစ်ခုနဲ့ဖန်တီးပြီးတော့ကိုရီးယားမှာပြန်ပြီးတော့ထုတ်တဲ့အတွက်ကြောင့်ဒါလေးကို launch event လုပ်တာလေးကိုတက်ဖြစ်တာပါရှင့်အဲအဲ့ဒီမှာညီမညီမကိုလက်ဆောင်လေးပေါ့နော်ဖိတ်စာပုံလေးနဲ့ပို့ပေးရတဲ့အချိန်မှာကုလာခဲ့ဒီ compact ပေါ်ဒါလေးကိုကျန်နေအခုချိန်ကြီးတော့သုံးဖြစ်တဲ့အခုတောင်ဝဲကိုတတ်တော့မိတ်ကပ်အာတစ်ကိုသုံးခိုင်းလိုက်တာပေါ့နော်သူကပေါ်ဒါအပြင်ကျန်နေတို့ဆက်တင်ပေါ်ဒါအနေနဲ့ပါသုံးလို့ရအဆင်ပြေရောပေါ့နော်အဲ့ဒါလေးတော့ဆွဆွမြမြသုံးဖြစ်နေပါတယ်ဟုတ်သူကအဲ့လိုပေါ့ပေါ့ပပါလေးရှိတယ်ပေါ့နော်ပြုံဖုံဖုံကြီးမဖြစ်သွားတော့အဲ့လိုလိမ့်လိုက်တာနဲ့အဲ့လိုညှိလို့မရတဲ့ဟာမျိုးမဟုတ်ပဲပပါလေးနဲ့ပေါ့နော်လိုရင်လိုလိုလေးထထသုံးလို့ရတယ်ကျန်နေကတော့အဲ့ဒီအချက်လေးကိုကြိုက်တယ်ပေါ့နော်ဟုတ်အခုဆိုဒီဟာကျန်နေဟိုပုံမှန်ထွက်ပြင်တော့ foundation လေးတော့စမ်းသုံးကြည့်ရမယ် foundation လေးရလဲဟိုလက်မှာတော့ချက်စမ်းကြည့်ထားပြီးသူကပပကြည့်ကြည့်လေးပေါ့နော်အဲ့ဒါကိုမှ coverage လဲ medium coverage လောက်သွားရဲပပကြည့်ကြည့်လေးပေါ့နော်အခုဆိုလဲ powder လေးရလဲ satin powder အနေနဲ့ပါသုံးရတာ2 in 1လုံးကအဆင်ပြေရပေါ့နော်အဲ့တော့ coolers ကတော့ကျွန်တော်တို့ဒီ project နည်းနည်းနဲ့ကို look အပြည့်ရစီမဲ့ project လေးလို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ဒီနုံလေးရလဲနော်ဟုတ်တယ်ဟုတ်တယ်ဈေးနှုန်းလေးရလဲတက်ကြတယ်အခုဆိုလဲအကုန်လုံးကကုန်ဈေးနှုန်းတွေမြင့်နေရောပေါ့နော်ကျွန်တော်တို့ဂျန်ဒီဆိုရင်တော့အရင်က30% က်တွေကိုနည်းနည်းလေး quality လည်းကောင်းစီလည်းတက်တာလေးရှာနေရပါဘူးအခုဆို coolers ကကိုယ်တိုင်လည်းသုံးကြည့်ထားတယ် quality ကောင်းတာကိုကျွန်ညီအမတ်ခံတယ်ဆိုတော့အားလုံးလည်းဒီဈေးတက်တက်တာနဲ့ quality ကောင်းတာလေးရှာနေရဆိုရင် coolers ရှိတယ်လို့ပြောချင်ပါတယ်ဟုတ်အဲအဲ့ဒီမှာဆိုရင်ဂျန်နီကိုအာဂျန်နီကိုတိုင်းလဲဒီ search လုပ်ကြည့်ရဲ့အချိန်မှာဒီဒီမြမအသားရင်နဲ့လိုက်တဲ့အယောင်လေးပေါ့နော်အရင်အဲ့လိုဖြောဖြောကြီးတွေမဟုတ်ဘဲနဲ့သူတို့ကတကယ်မြမအသားရည်ဒီ ဒီဘယ်လိုပြောမလဲ olive tone color နဲ့ light တဲ့အရောင်လေးသွားထားတွေ့တော့ပေါ့နော်အခုပြိတက်တွေလည်းအဲ search လုပ်ကြည့်ပါ colors မှာအရောင်လေးတကယ်လှအောင်တွေ့ပါလိမ့်မယ်ပြီးတော့ Jenny လည်းအဟိုလက်မဆန်းကြည့်ရောပေါ့နော်သူပုံမှန်ပြထားတဲ့ color နဲ့အဲတကယ်ကိုအသားပေါ်မှာထင်တဲ့ color တစ်ထပ်သေးပေါ့နော်အရောင်လေးမတူပါရေပုံမှန်တစ်မျိုးအပြင်မှာတစ်မျိုးလဲလုံးဝမဖြစ်ဘူးပေါ့နော်အဲယုံကြည်စိတ်ချစွာနဲ့ပုံကြည့်ပြီးတော့မှာလို့ရတယ်ဆိုတာလည်းပြောချင်ပါတယ်အာ daily use အတွက်ကတော့ခုနကက Jenny foundation ရောပေါ့ကြအကြောင်းပြောပြီးနှာခမ်းညီဆို ့လဲကျွန်တော်ဒီမှာထွက်တဲ့ဟိုဒီ soft mat လေးဆိုရင်သူကဖြတ်လိုက်တာနဲ့နှာခမ်းပေါ်မှာဟိုအရောင်လေးကကြံနေလေးရယ်ပေါ့နော်တခါလေတချို့ရချင်းချင်းကြီးမဟုတ်ဘူးငယ်တင့်ပုံစံမျိုးလေးတွားကျင်နေဆိုလဲအဲ့ဟာလေးကဆိုးပြီးရင်နည်းနည်းလေးဖြတ်လိုက်တာနဲ့နှာခမ်းပေါ်မှာကြံနေရဲ့ color လေးနဲ့ဆက်သွားလို့ရတယ်ဆိုတော့ဟိုကျွန်တော်ကတော့ cooler စေးကို try ကြည့်ကြည့်ပါဒါပြောရရင်ဒါအခု market မှာဝင်လာတော့ကြာပြီဒါပေမဲ့အခုက new technique နဲ့ဝင်လာဆိုတော့နည်းနည်း try လေးလုပ်ကြည့်ပါလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ cooler ဆိုရင်အခုဆိုရင်တော့ကျွန် ည်းတရားလောက်ဆို6နှစ်လောက်ရှိပြီအဲ6နှစ်ကနေပြီးတော့260 260တိုင်းအောင်အောင်မြင်ပါစေအဲအခုလဲ project လေးကတော်တော်လေးအဆင်ပြေတဲ့ကြောင့်ဂျန်နီကတော့အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ဟုတ်အဲကျွန်တော်ကလည်းတော့အခုရွှေရှင်ကားကြီးတွေရိုက်ဖြစ်နေပါတယ်ပြီးတော့ကြောင်ညာလေးပွဲသက်လေးနေပေါ့နော်အာလုတ်ဖြစ်နေတယ်အဲရွှေရှင်ကားကြီးဇလန်းခွဲလေးတွေတော့ကျွန်ဒီဒီတေချာလေးစီစစ်ပြီးဇက်လေးစီစစ်ပြီးလက်ခံနေရပေါ့နော်ဟုတ်ဟုတ်ကဲ့လေးပြခွဲစင် ဟုတ်တယ်ဟာယုံတင်ရရမယ်ဆိုအရန်ပြော်နေတာအဲလိပ်ပြခွဲချင်းရိုက်တာတနစ်ကြော်လောက်ရှိပြီကျွန်တော်ကယုံရက်ကိုစောစောလေးတောင်မှန်းထားတာပေါ့နော်ဒါပေမဲ့အဲဘလို့ဖြစ်ဒီနှစ်ထဲမှာယုံရက်ရသွားတဲ့အတွက်အရန်ဝမ်းသာတယ်မမှန်တိုင်းပြောရင် producer အမတွေကအရန်ကိုအားထည့်ထားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူတို့အတွက်ပိုပြော်ပါပေါ့နော်ဟုတ်ဟုတ် ဟုတ်ဟုတ်ဟုတ်အာဥပွားနဲ့ပထမဆုံးစုံရပါတော့လိပ်ပြခွဲခြင်းကိုလည်းဂျန်ဒီလက်ခံဖြစ်တဲ့အကြောင်းအရာတွေထဲမှာကအာဥပွားရိုက်တဲ့မခင်ဟွာရဲ့ကိုအလင်းရောင်ရဲ့ပြီးတော့မဖူးဆုံးအန်ဒီဆိုမိုကြီးအာအများကြီးဂျန်ဒီလေးစားရတဲ့အဲဒီတရုတ်ဆောင်တယ်ပေါ့နော် ပြီးတော့မဖူးလည်းပါတယ်ဆိုတော့ကိုရဲရင်တော့ဂျန်ဒီတကယ့်ကိုကြိုက်တဲ့နုပညာရှင်တွေလေးစားတဲ့နုပညာရှင်တွေပဲပါတဲ့အတွက်ကြောင့်လေဇက်ကိုတော်ဂျန်ဒီအချမ်းပဲဖတ်ပြီးတော့ဂျန်ဒီလက်ခံလိုက်တာပါဇက်ကလည်းဒါမတ်ဂျူလီယာမြင့်တင်ရဲ့ အဖြစ်အမှန်ဇလန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဂျန်နီကတော့နှစ်ခါတောင်မသွေးဘူးပေါ့နော်တစ်ခါဖတ်ပြရနဲ့ yes ဆိုပြီးတော့ပြောလိုက်တာပေါ့ဟုတ်ဟုတ်အဲ့ဒါကြီးပေါ်တာပဲ ဟုတ်ကဲ့အဲသူလည်းအဲ့လို horror ကိုမှ drama လေးနည်းနည်းပါပေါ့နော် horror အစစ်ကြီးမဟုတ်ဘူးတဖြည်းဖြည်းနဲ့ကြီးရင်ကြီးရင်တနာလာမယ်ဇက်လေးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟာဟာဟာအဲပရိတ်ကျတွေဇန်နီကိုတော့ drama လေးမှာနည်းနည်းပိုကြိုက်ကြရထင်တယ်ပေါ့နော်အဲနောက်ပိုင်းလဲဇန်နီကို drama လေးလာကန်းလန်းကြရပေါ့ဇန်နီလည်းမှန်တိုင်းပြောရင်အာတန်ကလည်းနည်းနည်းငိုဟာအာတန်တော့လေ drama လေးကြီးလည်းပြောပါတယ်ဟုတ် ဟုတ်ဟုတ်နှလုံးကတော့မကောင်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဇနီးအနေနဲ့အလိုထိမ့်ချုပ်ဖို့ရေဒီရယ်တိတ်ပြီးတော့မတက်သေးတာပေါ့နော်အခုတော့နည်းနည်းပါးပါအငိုငိုတဲ့အခါမှာဘယ်လိုမျိုးထိမ့်ချုပ်ပြီးငိုရမလဲလေးတိလာတယ်ပေါ့နော်ဟုတ်ဟုတ်အားတော့ရတရားစခန်းလည်းဝင်လိုက်တယ်တကယ်ကိုလေတကယ်အမှန်တမ်းပြောရအရင်ကလည်းတရားစခန်းနေဝင်မှုပါတယ်ဒါပေမဲ့ဒီတစ်ခါတရားစခန်းဝင်တဲ့ဟာဇနီးဘဝအတွက်အရင်ကိုအထောက်အကူပြုတဲ့အဲဒီဒီငိမ့်ချမ်းမှုပေါ့နော်စိတ်ထင်းချုံမှုဒီနီလန်းလေးတွေတော်တော်ရခဲ့ပေါ့နော် ဝင်ပြစ်သွားတာကတော့ဘာရယ်မဟုတ်ဘူးမှန်တမ်းပြောရင်ဒီအဲကျွန်တော်တို့အနုပညာအလုံးလုံးတဲ့အခါမှာဖြစ်ဘယ်သူမှဘယ်သူမဆိုပါအာအလုံးလုံးတဲ့အချိန်မှာစိတ်မွန်းချမ်းမှုတွေရှိတယ်ထွက်ပေါက်တွေရှားရတယ်အဲကျွန်တော်တို့ဆိုလည်းအမှန်တိုင်းပြောရရင်အနုပညာအလုံးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်စိတ်ပင်ပန်းနေတာကင်မရာရှိမှပြုံးရတယ်ပရိသတ်တွေရှိမှပြုံးရတယ်အဲအဲ့တော့ပို့ပြီးတော့ထွက်ပေါက်လိုတယ်ပေါ့နော်အာအဲ့အချိန်မှာတကယ်ကိုစစ်မှန်ပြီးငြိမ်းချမ်းတဲ့ဟာ ဒီ social media လည်းမသုံးမနဲ့တကယ်စိတ်ငြိမ်းချမ်းမှုရဖို့အတွက်ကတော့ကျွန်တော်တရားစခန်းပဲပြေးမြင်တော့ဗောနော်မယ်ဒီလာရှင်ကလည်းဆိုပေးရမယ်ကတော့မသုံးချင်တော့အဲ့ဟာနဲ့တရားစခန်းလေးပြီးတော့သုံးရဆိုတော့ပေါ့ပေါ့ပါပါပဲဆိုပြီးတော့ဝင်ဖြစ်တာပါအဲတစ်နှစ်တစ်ခါတော့အနည်းဆုံးဝင်ပြအောင်ကိုယ့်အကူကတိပေးထားရပေါ့နော် ်ဟုတ်ကဲ့ပါအခုဆိုလည်းလေးပြခွဲချင်းရုပ်ရှင်ကားကြီးရဆန္ဒလာပိုင်း9ရက်နေ့ပေါ့အခုလောလောဆယ်လျာထားတော့9ရက်နေ့လို့လျာထားတယ်အဲ့တော့ရုံတင်ရင်လည်းအလုံးအပေးကြပါအကုန်လုံးတကယ်ပါဝင်တဲ့အဲ cast တွေကအစား producer အစုံအကုန်လုံးကလေအားထည့်ထားရဲ့ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက်ကြောင့်အပေးကြပါအောင်လို့ပြောချင်ပါတယ်